ျွန်တော်ကတော့တရားလွတ်တော်ရှင်နေဥက္ကဉ္စောမယံကုန်ဖြစ်ပါတယ်ဆောင်းဝနေရေးအသက်အိုးရင်စည်းစိမ်လုံခြုံဖို့ဆိုတာဥရိရှိမှာဥရိမရှိရင်ကြံကြလောလို့ခေါ်တဲ့နိုင်ရစားအကောင်မွန်းမွန်းလေးတွေကိုဖားဆမ်းမယ်ဖားကိုမွေရမျိုးမယ်မွေကိုတင်းရကချီးမယ်တမင်ကိုကြားတော့မယ် အင်းအားကြီးတဲ့လူကအနိုင်ယူကြတင်ပြတဲ့အကြောင်းကတော့ကိုကိုတိုင်းရှင်းနေဘဝကိုကူးပြောင်းတဲ့အချိန်တုန်းကဒီလိုတင်ကြားတဲ့အကြောင်းမရှိဘူးစာမေးဖို့ကလည်းခက်ခဲတယ်နောက်မေးပြန်ရင်လည်းဂဂနနာ ဖြည့်ပေးမဲ့လူကတော်တော်ရှားတယ်။ဘာလို့လဲသူလည်းသူ့အလုပ်ကိုလည်းကိုယ့်အလုပ်လုပ်နေကြတာ။အဲ့ဒါနဲ့ကိုချင်းစာကြည့်တယ်ကိုတော့ကဒီလိုအခက်အခဲတွေကြုံခဲ့တယ်ဒီနေ့ကာလလူငယ်တွေဒီလိုမကြုံစေချင်ဘူးအဲ့တော့အချင်းတို့အတွင်းမှာရပါစေတိပါစေတက်ပါစေကိုချင်းစာတဲ့စိတ်နဲ့ဒီဥပဒေပညာကိုသင်ကြားမယ်ဆိုပြီးတော့ဖွင့်ပြတာပါ ဟုတ်ဒီမှာဖုန်းနှလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တစ်ဖုန်းနဲ့အကောင်းဆုံး shopping မှာ mercury your shopping partner ဒေါန်တဆယ်ပြင်းနေ့အချိန်တုန်းကစပြီးတော့ဒီတင်နှန်းကိုတင်ခဲ့တာပါ။ညဒီတင်နှန်းမှာ တာဝန်ယူရတဲ့ဘဲရတော့ဖောင်ဒါတယောက်အနေနဲ့ဒီသင်တန်းကိုထူထောင်တိဆောက်ထားတာဖြစ်ပါတယ်။စသင်တွေကသင်တန်းကို6လကိုတကြိမ်သတ်မှတ်ပါတယ်။ဘာကြောင့်လဲဆိုတော့လောင်းတိုင်းဆိုရင်ကလေးတွေကညှိဝေသွားတယ်။နောက်တော့သင်ကြားမှုကလည်းရှင်လျားတော့စိတ်ဝင်စားမှုအားနေတယ်။ဒါကြောင့်6လကိုတစ်ဖြတ်အဲ့ဒါဘယ်လိုပိုင်းလဲဆိုတော့သင်ညံပြီးတဲ့ကာလကနေ့ အော်တိုဘာလသတင်းကြိုထိတပိုင်းသတင်းကြိုပိတ်လိုက်တယ်သတင်းကြိုပြီးနောက်တင်းနန်းတပတ်ပြန်စရတယ်နောက်တကြံပြန်ရောက်တယ်တကြံပြီးနောက်တပတ်ပြန်စရတနေ့ကိုနှစ်ကြိမ်ပေါ့အဲ့လိုတင်းနန်းခွဲထားတော့အခုဆိုရင်တင်းနန်းပတ်စဉ်32ရှိသွားပါပြီတင်းနန်းကာလအပြင်16နှစ်ကျော်တဲ့ကာလကိုရောက်နေပါပြီစိန်ခေါ်မှုတွေကတော့ဘယ်ကဏ္ဍမဆိုရှိပါလဲ ။ဘာကြောင့်လဲဆိုတော့နှစ်သက်တဲ့လူရှိတယ်မကြိုက်တဲ့လူရှိတယ်။ဒါလူသဘောဝအလုံးဒီအလုံးပြည့်အောင်လဲကိုလိုက်လို့လို့မရနိုင်ဘူး။ကိုအကြိုက်ကြီးပဲလဲကိုထင်းရဆိုင်လို့မရနိုင်ဘူး။အဲ့တော့ယောနိသောမနစ်စီကာရတင့်တင့်စွာနှလုံးသွင်းပြီးတော့အတိုးလျှော့အပြင်းအဆင်းဒီလိုစိတ်ဝင်စားအောင်ပုံမြင်လေးတွေထည့်ပြောလိုက်စုံစမ်းမှုလေးတွေထည့်ပြောလိုက် ဒီလောဒန်တရားတွေပြောပြလူသဘောဝဓာရီနဲ့ဆွဲဆောင်ပြီးတော့တင်ယူရတာပေါ့အဲ့လိုတင်ကြတဲ့နေရာမှာဥရင်နဲ့ပတ်သက်လို့တင်တဲ့ကြောင်းကတော်တော်ရှားပါတယ်ရှိကြပါလေဖွင့်တယ်ဖွင့်မိမဲ့ပြန်ပြီးပျောက်သွားကြတယ်ဘာကြောင့်လဲအကြောင်းမျိုးမျိုးပေါ့ခီးကျောင်းသားတွေတော်ရည်လာရည်ခက်ခဲတာဒီကြောင်းပါတယ်ဒုတိယကြောင်းကတော့ဆရာတွေကိုပင့်ဖိတ် အခန့်ကျွေးမွေးတောင်းဝန်ကျေဖို့ကလည်းလူသေးတယ်ဒါမှဒီသင်္นานပေါ်မှာစိတ်ဝင်စားမှာပေါ့ဒီသင်္นานကထူးခြားမှုကတော့သင်္นานကြီးကျောင်းလာကဝင်ကြီးဆရာဝန်ဆရာတန်းကြီးတပြားမှမယူပညာလူတဲ့တသက်ပဲဖြစ်တယ်ခုလိုသင်္นานလာအရင်တို့ခုနမဆင်းသွင်းဒီသင်္นานပေါ်မှာစေတနာရှိတယ်လူကျင်တဲ့လောက်လူတို့လူတာနဲ့ ဆရာတို့လည်းဒီအေးတို့အခန်းနဲ့အစားတော့အခန်းနဲ့ဒီဆရာတွေတော်ဖို့လာဖို့ခီးစိတ်တို့အသက်ကြီးတဲ့ဆရာကြီးတွေဆိုရင်ကန်းငါပြီးတော့အိမ်ရောက်ပြန်ပိုးရတယ်တချို့မလာနိုင်ရင်သွားကြူရတယ်ဒါတွေရမှာသုံးပါတယ်အဲ့လိုဖြစ်နိုင်ဖို့အတွက်ဆိုတော့ကကျွန်တော်တယောက်တည်းကောင်းလို့တော့မရဘူးဗျဒီအတင်းတန်းပုံမှာစေတနာတရာအပြည့်နဲ့စေတနာ ဝါဒနာအနစ်နာခံတဲ့ဆရာတွေရဲ့ကျေးဇူးကြောင့်ပါဆရာတွေအားလုံးကလည်းဆရာထက်သန်းတဲ့နောက်ဒီသင်္ဘန်းကဘာအယောင်မှမဆိုးဥပဒေတသက်ပဲသင်ကြားတာဖြစ်တယ်ဒီမှာနိုင်ငံရေးတို့ပါတီရေးတို့လုံးဝပြောတာခွင့်မပြုအဲ့လိုအယောင်သွေးပါလာရင်လည်းချက်ချင်းသတိပေးတယ်မပြောဘူးအဲ့လိုမှမရရင်တော့သူ့ကိုကြောက်မတက်ဘူးမြစ်တရက်ခံရတယ်ဒါဒီလည်း ကြုံရတာပဲဗျတချို့ကြတော့လေငါနဲ့မတူငါရန်သူငါနဲ့မလိုက်ဖက်ရင်မကြိုက်တော့ဘူးအဲ့ဒီလိုလေအများကြီးတွေ့ရပါတယ်ဘာလို့တော့ဒီဥတွေစကုပ်ကကျေပြောတယ်ဗျလူတိုင်းလူတိုင်းကဥတွေကိုတတ်ထားတင်တယ်ဒီလိုပဲတင်ယူရတယ်ရှင်နေလုံငန်းလုပ်ကြတယ်အဲ့ဒီမှာမှကိုနဲ့မတူရင်တော့ကိုရန်သူပဲကိုတဲ့သားမနာလို့ကိုတဲ့သားမကြိုက် အမိုက်တရားတွေလည်းအများကြီးတွေ့ရပါတယ်။လိမ္မာမြင်ပြီးဆင်းရဲအာရကျွေးဝမနာလို့ကိုယ့်တက်တာမကြိုက်တဲ့အမိုက်တရားတွေကတဘာဝတရားမှောင်ကိုကရှိပြီးသားပါ။အဲ့ဒီပုံမှာဖြေပြောက်ခြင်းခွင်းလွတ်ခြင်းတိခန့်ခြင်းနဲ့ကိုလန်းကိုတဲ့တဲ့မမရှောက်ရတော့။ရွှင်းသာဆရာတော်ဘုရားကြီးကအများအကျိုးရွက်တယ်ဘိုးကခနိုးခနဲ့သိုကဲ့ရဲ့လဲ မရွေးမဆောင်ကိုလမ်းကြောင်းကို စိတ်ကောင်းနေရှင်ရှေ့ရှုနေလို့လို့မကြတော့မှတ်သားလေးလာမှုပါတယ်ဒါကြောင့်ဒီစဉ်ထဲမှာတော့အခက်အခဲတွေရှိပါတဲ့ကျုံပါတယ်ဒီနေ့ဒီဘယ်ရမှစပွန်ဆာမရှိပါဘူးဘယ်ကုမ္ပဏီမှလည်းစပွန်ဆာမရှိပါဘူးဘယ်ဖွဲ့စည်းမှလည်းမရှိပါဘူးမရှိရဘူးဆိုတာမလို့ရှင်လို့မဟုတ်ဘူးလူတိုင်းရင်တော့လူရှင်တော့ဗျာသို့တော့ကိုယ့်အကူ ရည်ဝဲခြင်းနဲ့ထူထောင်တာဖြစ်တဲ့အတွက်ဒါတွေကိုလည်းမမျော်ကိုတော့ပါဘူးမရှိရင်ကိုယ့်ရဲ့ချွေးနဲ့ကစိုက်ပြီးတော့ထည့်သုံးတယ်တင်းနှံသူတင်းနှံသားတွေကဝမ်းဝမ်းလူကြတဲ့ပန်ဖို့တဲ့အဲ့ဒါဘောကလည်းပဲဒီဘောမှာအသုံးချတာရှိပါတယ်ဒီမင်းကအမှန်အရေးကြီးတဲ့မိကွန်ဖြစ်ပါတယ်လောကမှာဗျာ ဥပဒေမရှိပဲ လူတွေကယက်တီနေတယ်လို့မရဘူးဇာဝနေရေး အသက်အိုးရင်စီးစိမ်လုံခြုံဖို့ဆိုတာဥပဒေရှိမှာဥပဒေမရှိရင်ကြံကဲလောလို့ခေါ်တဲ့နိုင်ရစားအကောင်မွန်းမွန်းလေးတွေကိုဖားအစားမယ်ဖားကိုမွေရမျိုးမယ်မွေကိုသိရကချီမယ်တမင်ကိုကြားတော့မယ်အင်းအားကြီးတဲ့လူကအနိုင်ယူကြမယ်ဒီလိုမရှိအောင်ကြိတ်ခိကြောက်ခိတန်ခိတော့ဥပဒေမရှိဘူးဒီလိုပဲနိုင်ရစားကျုံတလူနေခဲ့ကြတာ ရင်ကျင်းမှုတိုးတက်လာတဲ့အမျှဥပဒေတွေပြတ်ထန်းလာတချို့ကဒီဥပဒေကိုမကြိုက်ဘူးဒီဥပဒေကိုသဘောမကျဘူးဝေဖန်ကြတယ်ဥပဒေဆိုတာလူတွေကြိုက်အောင်ပြတ်ထန်းတာမဟုတ်ဘူးလူတွေရဲ့ဘဝလူတွေရဲ့အသက်အိုးအိမ်စီးစိမ်လုံခြုံမှုကာကွယ်စောင့်ရှောက်ဖို့ဥပဒေပြတ်ထန်းတာဥပဒေကလူတွေကိုထောင်ချဖို့ပြတ်ထန်းတာမဟုတ်ဘူးလူတွေကိုညှိမှန်းနှိမ်ဆက်ဖို့စိတ်ညစ်အောင် လုပ်ဖို့မဟုတ်ပါဘူး ဒီဥတွေစီဘယ်ကထွက်လာလူတွေကြောက်ပဲပေါ်လာတာလေလူတွေရဲ့တော်မှုလာမှုနေမှုတိုင်မှု စားမှုတောက်မှုနီးလည်းမကြလာတော့အောက်တော့လောဥပဒေအပြင်ကိုရောက်သွားတော့ဥပဒေနဲ့ထိန်းချုပ်ပါလေလူမတရားမလူရရာကိုင်းနေပြောင်းမလို့ရကြီးနိုင်ငံကြီးမလို့ဟာညဉ့်ညမ်းသောစကားမပြောရဆိုတဲ့ဥပဒေစီအလုံးလုံးပေါ်လာတာမဟုတ်ဘူးလူတွေရောက် ိုးလာတာပဲလူတွေကလည်းလူသားတွေလေလောကဓာတ်တရားကိုရင်ဆိုင်နေကြတော့လောဘဒေါသမောဟမာမာနတွေရှိတော့တနေ့မဟုတ်တနေ့ကိုမကြီးွယ်ပေမဲ့သောကရင်ငှက်တဲ့ဆိုရလိုပဲပြဿနာပေါ်တတ်တယ်အဲ့လိုပေါ်လာရင် how to solve the problem ဘယ်လိုဖြေရှင်းရမလဲဥရင်နဲ့ပြဿနာပေါ်လာတော့ဥရင်နားမလဲဘူး မပြေရှင်းတတ်ဘူးအကျဉ်းရင်တွေးတယ်ငါဘာလို့ရင်ကောင်းမလဲဒီလောကကြီးမှာငါမနေရှင်တော့ဘူးဒီအကျွေးတွေလည်းမစွမ်းနိုင်တော့ဘူးလူမွေးပြဿနာတွေလည်းပေါ်နေပြီငါဘဝကြီးနေဖို့မကောင်းပါဘူးဆိုပြီးလက်ပြင်းကြိုးချပြီးရေထဲခုန်ချသွားတယ်တချို့ကထုတ်တမ်းမှကြိုးချပြီးတော့ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားတယ်အဲ့ဒါဘာကြောင့်လဲဥပဒေကိုနားမလည်လို့ဥပဒေနားလည်ရင်ဘယ်လိုပြဿနာပဲဖြစ်ဖြစ် ဘယ်လောက်ပဲခက်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 ဥပဒေနဲ့ဖြည့်ရှင်းရင်ပြည်နေတာအများကြီးရှိပါတယ်ဥပဒေကလူတိုင်းအတွက်လိုအပ်ပါတယ်လူတိုင်းလူတိုင်းဥပဒေသိဖို့လိုအပ်ပါ ignorant of law is not accuse ဥပဒေကိုမသိလို့ပြမှုကျူးလို့မိတယ်ဆိုတာခွင့်လို့လို့မရအာကျွန်တော်ဥပဒေမသိလို့လူတတ်မိပါတယ်ကဲကြောက်ပါဦးမရအဲ့တော့ ရောမဆုံးစကားရှိတယ်။ဥပဒေရဲ့အကူအညီဥပဒေရဲ့အကားအဝဲလိုချင်တဲ့သူဟာဖြူစင်တဲ့လက်မိမိကိုယ်တိုင်အပြစ်ကင်းတဲ့လက်နဲ့တောင်းခံရမယ်။ He works really from coat must come with clean hand ။တန်ရှင်းတဲ့လက်နဲ့တောင်းရမယ်။ဒါဆိုရင်လူတွေကဥဒုလေးလာဖို့လိုပြီ။ဥဒုဆိုတာဘာလဲ။လေးတော့ကြီးလားအဝိုင်းကြီးလားဘန်းနဲ့တရားမှလား ဝယ်ယူလို့ရလားတောင်းလို့ရလားမရှိပါဘူးမိမိကိုယ်တိုင်ကတည်လို့တဲ့စိတ်တက်လို့တဲ့စိတ်ခံယူခြင်းနဲ့စိတ်စူးစမ်းလို့တဲ့စိတ်ဒါဥရမတိမဖြစ်ဘူးလို့ခံယူတဲ့စိတ်ရှိမှဒီဥတွေကတည်လို့ရတာပါဒါကြောင့်ဥတွေက respect for the law ဥတွေကိုလူတိုင်းလေးစားနိုင်တာဘူးလူတွေဥပဒေမရှိရင်လူတွေရက်တည်လို့ မရဘူးအသက်အိုရင်းစည်းစိမ်မလုံခြုံဖြစ်မှာဖြစ်တဲ့အတွက်ဥဒ္ဒရာလိုအပ်ပါတယ်အရာရာမှာဥဒ္ဒရာလိုအပ်ပါတယ်ကြောင်းသွားရင်လည်းကြောင်းစည်းကံတကယ်တော့ဥပဒေဆိုတာ discipline စည်းကံမယ်စည်းကံကိုဥဒ္ဒရာလိုခေါ်တာစည်းကံညွန်ကြားချက်အမိန်အားလုံးဒီဥပဒေတွေယူပဲအဲ့ဒီဥပဒေတွေစီတရားမျှတဖို့တော့လိုတယ်မလို့ရင်တမျိုး လူရင်တမျိုးပြတ်ထန်းလို့တော့မရဘူး။ဒါဆိုရင်ဒီဥပဒေက rules or law မဖြစ်တော့ဘူး။ rules in law ဖြစ်မလာတော့ဘူး။ဥပဒေရဲ့တည်ရောက်မှုရှိဖို့လိုတယ်။ဥပဒေကထက်မြက်ဖို့လိုတယ်။ဥပဒေဆိုတာရေးသားထုတ်ပြန်ပြီးစာအုပ်ထဲမှာပုံနှိပ်ပြီးတော့တဝေပြီးပြီလို့ပြောလို့မရဘူး။ဒီဥပဒေလူတွေသိဖို့လိုတယ်။နားလည်ဖို့လိုတယ်။ နောက်ပြီးတော့စောင်းရရှောင်းရပြန်မယ်ဥဒိဆိုတာကလည်းဘာကြောင့်ပြမှုကျွလွန်လဲတမန်အဖြစ်ရာဇမှုဆိုတာဘာလဲလို့မင်းအဲဘာပြောမှမသိတကယ်တော့ဥပဒေနဲ့မညီသော ပြုလုပ်မှု action ဥပဒေနဲ့အညီစောင်းရရပြက်ကွက်မှု omission အဲ့ဒါဒီပြမှုကျွလွန်တာဘလို့ဖြစ်ဖြစ်ဥဒေပြတ်တန်းချက်ကိုလေးစားရမယ် လိုက်နာမယ်မလုံနဲ့ဆိုရင်ရှောင်ရမယ်လုံတင်တော့လုံရမယ်ဥရိယပြတ်တန်းတဲ့လောဘကဥစည်းမှုပပုန်နေနေနန်းနန်းစစ်စစ်ကပြားတွေအင်တော်မှုစင်းတွေထုတ်ပေးရမယ်ဒါဥပဒေမှာရှိပြီးသားသူတို့ရဲ့ procedure လုံတော့လုံနေမှာရှိပြီးသားဒါပေမဲ့ပပုန်နေထုတ်မပေးဘူးဆိုရင်ဥပဒေနဲ့အညီဆောင်ရွက်ရန်ပြက်ကွက်သွားပြီတရားသူကြီးတွေဥပဒေနဲ့အညီ မှန်မှန်ကန်ကန်စီရင်ဆွံ့ပြဖို့လိုအပ်တယ်။ဆန္ဒဒေါသဘယမောဟအဂတိတရား၄ပါးတဲ့ကိုလိုရင်လိုသလို သုံးသပ်ဆုံးဖြတ်ရင်တရားဥပဒေဟာမမြတ်တာဥပဒေနဲ့မညီဆုံးဖြတ်ရင်ပြည်မှုကျွလို့ရရောက်တယ်ဒါကြောင့်ဥပဒေဆိုတာလူတိုင်းသိထားတတ်တာသင်။ဘာကြောင့်လဲဆိုတော့ဟိုကလလရည်ကြီးတရေတီတဲ့ မိခင်ဝန်တွေစရောက်တဲ့အချိန်ကစလူ့ဘဝမှာဖြတ်တန်းလျှောက်လန်းနောက်ဆုံးတည်ဆုံးသွားတော့ဟိုအတုဘခန္ဓာအထိဥတွေကပြတ်ထန်းသွားတယ်။အဲ့ဒီဒီမကသေးဘူး။တည်ဆုံးသွားပြီးတဲ့နောက်ပိုင်းသူ့ရဲ့ဂုံတိတ်ခါသူ့ရဲ့ကြံခဲ့တဲ့ပစ္စည်းနဲ့ပတ်သက်လို့ခွဲဝေတာဥပဒေနဲ့အလုံးပြတ်ထန်းတာလေအဲ့တော့ဥပဒေကအင်မတန်ကျေပြောပါတယ်ဒါကြောင့်လဲ ဒီသင်တန်းကိုဖွင့်ပြတာပါအားလုံးကိုသိစေခြင်းနဲ့အားလုံးကိုနားလည်စေခြင်းနဲ့အဲ့လိုအားလုံးကိုစီကိုစီနားလည်ကြရင်အမှုခင်းဆိုတာနေသွားမှာပါ